အားလုံးပဲမင်္ဂလာပါဖက်ဖလစ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကောင်းကင်ကြီးကဒီလိုညဉ့်ဉန်းလွန်းလို့အုံမိုင်းနေပြီးနေရာတိုင်းအမိုက်တွေအပျက်စီးတွေနဲ့ပြည့်နေတဲ့ကဘာကြီးတစ်ခုမြင်အောင်ကြည့်လိုက်ပါတကယ်လက်တွေ့ကဘာအဲ့ဒါလိုမျိုးဖြစ်နေလို့ virtual wall တနည်းအားဖြင့်လူတွေပန်းနေထားတဲ့အတူရောင်ကဘာသာလူတွေအတွက်တခုလဲတော့လူမြောက်လူမြောက်ကြောင်စိတ်တော့ပေါက်ပြနေရဲဆိုရင်အဲ့ဒါကတော့ ready player 1ပါဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်က2018ခုနှစ်ကထွက်ရှိခဲ့တဲ့ Very Player 1ဆိုတဲ့ရုပ်ရှင်ဇာတ်ကားအကြောင်းနည်းနည်းတော့ဝေမျှပေးသွားခြင်းပါတယ်။ဆိုတော့ကျွန်တော်တို့ဆက်လိုက်ကြတာပေါ့။ပထမဆုံးအနေနဲ့ The Oasis The Oasis ဆိုတာကတော့အနည်းဆက်ဆုံးရှင်းပြရရင်အိမ်မချမ်းမြေ့စရာတွေကြဒုက္ခပေါင်းလုံးနေရာမျိုးဆိုပြီးတိပေးရပါတယ်။2045ခုနှစ်မှာကမ္ဘာလူကြီးအလွန်များပြားလျက်ရှိပြီးနံပါတ်ခေါင်းပေါင်းမှုတွေစင်ရွေးတည်မှုတွေနဲ့ပြည့်နေလို့နေပါတယ်။ The Oasis လို့ခေါ်တဲ့ဒူရီပန်နီတာရဲ့အတူရောက်ကဘာမှာတော့ game နဲ့ဆော့ mission တွေလုပ်ပြီးလူတိုင်းကချမ်းချမ်းသာသာနေနိုင်ကြပါတယ်။ဆိုတော့လူတွေကလက်တွေ့ကဘာပြဿနာတွေကိုမဖြေရှင်းကြညာပဲ The Oasis ထဲမှာပဲအချိန်ကုန်နေကြရပေါ့ဗျာ။ဇလန်မော်ရရောက်ချီချီပြည်သက်တို့က wait words ဆိုတဲ့စီးရင်မွေးတည်တဲ့စေချောသက်အရွယ်ကောင်းလေးရဲ့ရှုတော့ကနေကြည့်ရမှာပါ။ The Oasis ရဲ့ creator ဖြစ်တဲ့ James Holiday ကသူမတည်ခင် The Oasis ထဲမှာတော်တော်ကြောင်းကိုဖတားခဲ့ပြီးအဲ့တော်တော်ကြောင်းလုံးကိုရရင် The X ဆိုတဲ့ဥတလုံးကိုရရှိမယ်။ အဲ့ဒီဥပရရတဲ့သူက EOSIS ရဲ့ပိုင်ရှင်အစ်စ်ဖြစ်လာပြီး EOSIS ကိုလိုသလိုပြောင်းလဲနိုင်မယ်ပြီးတော့ EOSIS စတင်ထွက်ရှိကြတဲ့ရရှိထားတဲ့ဝေးကြီးတန်ဖိုးကြီးပစ္စည်းအစရှိတဲ့အရာအလုံးကိုပိုင်သားရမှာဖြစ်ကြောင်းကဘာကြီးကိုချက်ပြခဲ့ပါတယ်ပြောရရင်ဒီဥပရရတဲ့သူကကဘာကြီးကိုပြောင်းလဲနိုင်တဲ့သူဖြစ်သွားပြီလို့ပြောလို့ရပါတယ်စကားထဲမှာ EOSIS ကို2023ခုနှစ်ဒီဇင်ဘာလမှာစတင်ထုတ်လွှင့်ခဲ့တာပါကျောင်းအိုင်းနဲ့ဆက်တိုင်းကြအောင်သူကမှဒီတော့၃ချောင်းနဲ့ရတချောင်းကိုတော့ကြအောင်မြင်နိုင်ခဲ့ပါဘူး။ WayWords ကလည်း အဲ့တော့တော့ကျွန်တော်လက်နက်ရှာပွင့်နေတဲ့သူတွေတူဖြစ်ပါတယ်။ဒါပေမဲ့ဝိန်းနဲ့ခြားသူတွေခြားကမတူတဲ့ချက်ကသူက James Holiday ရဲ့အကြောင်းကိုနည်းနည်းချက်ချက်သိအောင်ဒီလာထားတဲ့ချက်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာ Wake Up App ကိုရအောင်ယူနိုင်မလား။ဒီ App ကိုလိုချင်နေကြတဲ့ The Oasis ကိုထိချုပ်ဖို့စ조사နေတဲ့ company လောက်ကနေရောတို့မြောက်နိုင်မှာမလားဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ကဲခု The Oasis ကြောင်းလည်းသိပြီးဇလန်းနေချင်းလည်းသိပြီးဆိုတော့ဒီစကားထဲမှာပါတဲ့ cameo တွေအကြောင်းပြောပါမယ်။ကျွန်တော်တို့ငငယ်ရကြည့်ခဲ့ဘူးတဲ့ ဒီအိုင်ယွန်ဂျိုင်းယန်ကြီးနဲ့ကန်နမ်ဆက်ရောက်ကြီးကိုတိုက်ပွဲဝင်နေတာ၄ဂိမ်းကောင်ကြီးကပထမဆုံးတော့ရှိတဲ့ကားပြန်ပွဲမှာအနောက်ရှက်လိုက်ပေးတာ၄ပြီးတော့ Mega Godzilla ဒါတွေတင်မကသေးပဲ Jurassic Park ထဲရာ Dinosaur Horror Classic နဲ့ရတဲ့ဖြစ်တဲ့ Freddy Krueger Chucky The Shining နဲ့ Plot တွေ Now Halo Spartan တွေ Back to the Future တွေကားတွေ Superman ရုပ်ဖြတ်ဖို့တောင်းတဲ့မျက်မှန်တွေ Game ဆက်ကောင်တွေစသဖြင့်မြန်တော့တစ်ချက်ခတ်လိုက်ရင်တော့တော်သွားနိုင်တဲ့ cameo တွေကို fan service အနေနဲ့ရော pop culture ကိုကိုးစားပြည့်အနေနဲ့ပါ Ready Player 1နဲ့မှတွေ့မြင်ရမှာဖြစ်ပါတယ်။ Ready Player 1ကတမန်ဆိုင်မှရုပ်ရှင်တကားတက်ပေါ်ရဲဆိုတာကို Director Steven Spielberg ကတက်တည်ပြသပေးခဲ့ပါတယ်။ Casting နေဆိုရင်လည်းဘာရင်နေထက်လူငယ်တယောက်ဆောင်တွေကိုဦးစားပေးရွေးချယ်ထားပြီးလူကြီးလူငယ်မျိုးချင်းနဲ့တက်အောင်ရည်ပြသွားနိုင်ပါတယ်။ Cameo တွေအများကြီးကိုထည့်သွင်းပေးထားခြင်းအပြင်ရုပ်ရှင်ကြီးပရိသတ်တွေ၊ Gamer တွေရဲ့တိတ်ကငယ်ဘဝချင်းတွေကိုပြန်လည်လွှဲဆက်တတ်တာမိစေပြီးရုပ်ရှင်တွေကိုပိုလို့တော့သဘောကျတဲ့ချိန်အောင်လုပ်ပေးသွားနိုင်ပါသေးတယ်။ တီဗင်စပီးလ်ဘတ်ကယနေ့ခေတ်လူသားတွေလက်တွေ့ပြင်ပလောကအထက်ဒီဂျစ်တယ်ကမ္ဘာကြီးမှာပြောင်းလဲနေကြတာကိုသတိထားမိစေဖို့ပညာပေးအနေနဲ့ရိုက်ကူးခဲ့တဲ့ဆိုပေမဲ့ဒီပညာတိုးတက်လာတာကိုတော့စိုးကျိုးအနေနဲ့မမြင်စေပဲဒီပညာကိုကောင်းကောင်းသုံးချနိုင်ရင်ပျော်ရွှင်စရာတွေအကျိုးရှိတာတွေဖန်တီးနိုင်တယ်ဆိုတာကိုသတိရိုက်ကူးခဲ့ပါတယ်။ဒီပညာနဲ့ပတ်သက်တဲ့ပြဿနာတွေကအမေပြောသလိုပေါင်းချဖြစ်တာတွေလည်းရှိပေမဲ့ကိုရာရဲ့အသိပညာဆင်ခြင်တော်တရားတွေရတယ်တာဝန်ရှိပါတယ်။ဒီလိုအရာတွေကိုသိစေတာအကြောင်းပဲ။ Ready Player One ကလူများရဲ့နံပါတ်1ရုပ်ရှင်ဖြစ်နေရတာပါဗီဒီယိုလေးကိုဆုံးတိကြည့်ချုပ်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ channel လေးကိုကြည့်နေသက်တဲ့ဆိုရင် like and subscribe လေးလုပ်သားပေးကြပါအောင်ခင်ဗျာကျွန်တော်တို့နောက်ပတ်ဒီမှာအသစ်သစ်တွေနဲ့ပြန်လာခဲ့ပါမယ်